တကယ်ချင်းနဲ့အားလုံးမပြင်းရအောင်ဒီတစ်ခါမှာတော့ဟင်းချက်နီးမဟုတ်ဘဲနဲ့လက်ဆောင်လေးကို unboxing လုပ်သွားမှာဖြစ်ပါတယ်။ဒီလက်ဆောင်လေးကလှုပ်ပိုကင်ဘက်တယောက်စီရပါတော့။အဲလက်ဆောင်လေးရတာအဲ့အလေးကိုအရန်ကြိုက်လို့ဒီလိုမျိုးမျှဝေလိုက်ပါတယ်။ဒီအားကြတော့လွေအိတ်လေးပေါ့နော်။ပြီးရင်ဒီမှာပတ်စံထဲတဲ့အိတ်လေးပါတစ်ခေါက်ပါသေးတယ်။ဒီရုပ်လေးကိုအရန်ကြိုက်လို့လीမဟာဆန်သူလေးနဲ့ပေါ့နော်။ မှန်ကြည့်ပါအောင်ထဲမှာလည်းအိတ်ကက်လေးတွေပါသေးရပါတော့ပြီးရင်ဒီမှာအယုတ်သေးသေးလေးတောင်ပါသေးတယ်ဒါလေးလေးအရန်ကြိုက်တယ်ချစ်ဖို့ကောင်းလို့လေ so cool ဒီအလေးရလဲဘေးလူအိတ်တွေအရန်လှတယ်ရန်ကြိုက်ပါတယ်ပြီးရင်ညီမလေးကိုကျေးဇူးအရန်တင်ပါတယ်ရှင် ဒီမှာလည်းအိတ်ကက်လေးပါတယ်ပြီးရင်အိတ်ကလည်းဇောင်းနဲ့နဲ့လေးဆိုတော့လေအဲ့လိုမျိုးဇောင်းနဲ့တဲ့အိတ်လေးတွေကြိုက်တယ်ပို့ပြီးတော့လေဒါလေးကဘဲလွေအိတ်ဟိုဘက်ကဟာလေးကကြတော့ပတ်စံလေးထည့်ပြီးတော့ပို့ပါပါသွားလို့ရတယ်ပေါ့နော်ပတ်စံရင်ဖုံးဖုံးလေးရထည့်ပြီးတော့ဒါကတော့အစားတောက်ကုန်လေးတွေပေါ့နော်ကြည့်ပါအောင်ထည့်ထားတာအကုန်လုံးကို တေချာလေးပိတ်ထားတာပေါ့နော်စီမဖိတ်ရအောင်ပိတ်ထားတာလားတော်တော်လေးကိုဖွင့်လိုက်ရတယ်ဒါလေးကကြတော့ဗလက်ချောင်ကြော်လေးပေါ့နော်ဓနုဖြူတော်ဆိုးကြီးပဇွန်6ဗလက်ချောင်ကြော်ပေါ့နော်ဒါကလည်းမယန်းသီးပဇွန်6ကြော်ပလချောင်ကျော်အဆက်တဲ့ရွှေလက်ရတဲ့ စားတော့မစားကြည့်ဘူးဒါမဲ့ तू ကကောင်းနေဆိုပြီးအကုန်ထည့်ပေးလိုက်တာပေါ့နော်ဒါကြတော့အာပြေးအချော်ကင်ကျော်ပေါ့နော်အဲ့လေးကိုစီစိန်ပြီးစားရင်အရင်ကြိုက်တယ်ဒါကြတော့လက်ဖက်နဲ့ပဲကျော်လေးပေါ့နော်ပြီးရင်အမဲသား6လေးတွေအများကြီးပဲထည့်ပေးလိုက်တယ်ကျမကိုဒါတစ်နှစ်စာနှစ်နှစ်စာလောက်များထည့်ပေးလိုက်လားမသိဘူးအများကြီးပဲအမှကြည့်ပါဦးခင်းချက်စားစရာမလိုအောင်ကိုထည့်ပေးလိုက်တာ ဒါကတော့အမဲသား6ကြော်လေးကိုမှ စီလေးနဲ့ပေါ့နော်ဒါလေးကလည်းချွတ်ချွတ်လေးနဲ့စားလို့ရန်ကောင်းပါတယ်ထုတ်ကိုအရင်ဘူးနဲ့ထည့်ပြီးတော့ယူကိတက်တာထဲမှာထည့်ပြီးစားမယ်ပေါ့နော်ဒီကြော်တဲ့ဟာလေးကို အရင်စားမယ်အချောက်တွေကိုကြာတော့နောက်စားမယ်ပေါ့နော်ညီမလေးစုမောကျေးဇူးအများကြီးတင်ပါတယ်ဘိုင်ဘိုင်